ျွန်တော်တို့ရဲ့ဖုန်းထဲမှာ memory တွေအရန်ကိုပြည့်ကျက်နေပြီးတော့စိတ်ညစ်နေတဲ့ညီကိုမောင်နှမများအတွက်ကျွန်တော်တို့ဖုန်းထဲမှာ memory extension ram free တို့ရတဲ့နည်းလေးကိုမသိသေးတဲ့သူများအတွက်ဗီဒီယိုလေးမှာအားလုံးအတွက်ကျွန်တော်ကနေပြီးတော့ပို့ဥဒရအနေနဲ့မျှော်ပေးပါမယ်ခင်ဗျာကျွန်တော်တို့ကပထမဆုံးကိုယ့်ရဲ့ဖုန်း setting တွေကိုဝင်လိုက်ပါဖုန်းရဲ့ setting တွေကိုရောက်ပြီဆိုလို့ရှိရင်အပေါ်ဆုံးအဆက်ပါမှာကျွန်တော်ရှာလဲရတယ်ပြီးလို့ရှိလို့ရှိရင်ကျွန်တော်ပြပြီးရဲ့နီးလန်းလေးကိုအရင်ဆုံးကြည့်ပေးပါတော့ကျွန်တော်တို့ဒီအပေါ်ဆုံးအဆက်ပါလေးမှာဒါကကျတော့ရှာမတွေ့တဲ့သူတွေအတွက်အသုံးပြုရမှာပေါ့နော်ဒီနားလေးမှာကျွန်တော်တို့ကနေပြီးတော့ မမ်မိုရီဆိုပြီးရိုက်လိုက်မယ်မမ်မိုရီဆိုပြီးအဲ့လိုရိုက်ပြီးတော့ဆက်ပါလေးအပေါ်ဆုံးရှာပြီးဆိုဒီမှာ memory extension ဆိုပြီးတော့ကျွန်တော်တို့ကြာလာပြီပေါ့နော်ဒါကကျွန်တော်တို့တွေ memory extension ဆိုပြီးတော့ကျွန်တော်တို့ဒါကြာလာပြီပေါ့နော်ဒီလိုမျိုးဆက်ပါမှာ memory နဲ့ရိုက်ပြီးတော့ရှာမယ်ဆိုရင်ဒါရှာမတွေ့ရတဲ့သူကအဲ့ဒီတိုင်းတွေ့ပြီးဒါလေးကိုတွေ့မယ်ဆိုရင်ကျွန်တော်တို့ကတစ်ချက် နှိပ်ပြီးတော့ဝင်လိုက်ပေါ့နော်ပုံမှန်ကျွန်တော်ရှာရဲ့နီးလေးကိုပြပေးမယ်ပေါ့နော်ပုံမှန်ရှာရဲ့နီးလေးကတော့ဖုန်းရဲ့ setting တွေကိုဝင်လိုက်တယ်ပြီးလို့ရှိရင် home option ကိုဆွဲချ additional setting တွေကိုကျွန်တော်တို့ကဆက်ပြီးတော့ဝင်ပေးရမှာဖြစ်ပါတယ်။ရောက်ပြီဆိုလို့ရှိရင်ကျွန်တော် memory extension ဆိုပြီးတော့ထပ်ပြပေးထားတာရှိရဲ့အဲ့ဒီကိုကျွန်တော်တို့ကဝင်ရမှာဖြစ်ပါတယ်။ဒီထဲကိုဝင်နေဆိုတာကျွန်တော်တို့ကတနည်းအားဖြင့်ကျွန်တော်တို့ပေါ့နော်ဖုန်းအရင်အသုံးပြုထားအများရဲ့ဆိုလို့ရှိရင်ကျွန်တော်တို့ကနေပြီးတော့ game အရင်ဆော်လုံဟန်းနေတဲ့သူတွေ TikTok Facebook application တွေကိုယ့်ရဲ့ဖုန်းက application မျိုးစုံသုံးထားတဲ့ video file တွေအများကြီးအဓိကကဂိမ်းပါကြီးပေါ့နော်အဲ့တော့ကျွန်တော်ကို ုံးอ่ะဗောเนาะကျွန်တော်တို့ memory full ဖြစ်နေရဲ့အဲ့တော့ကျွန်တော်တို့ memory extension တွေတိုးဖို့အတွက်ကျွန်တော်တို့ကနေပြီးတော့ run ထပ်တိုးဖို့အတွက်ဆိုလို့ရှိရင်ကျွန်တော်တို့ဒီမှာဗောကျွန်တော် 4GB, 6GB, 8GB ဆိုပြီးတော့ရှိရပါတော့။အရင်ကျွန်တော်တို့ TikTok တွေပြီးလို့ရှိရင် game တွေကလည်းအများကြီးအသုံးပြုလို့ရတယ်ပေါ့နော်။အဲ့တော့ game တော့အဲ့တို့လည်းအရင်အဆင်ပြေ TikTok ရိုက်တဲ့သူတွေ video file တွေအများစုစုတဲ့သူတွေအတွက်အဆင်ပြေပေါ့နော်။အဲ့တော့ကျွန်တော်ကဒီနားလေးမှာ GP ကိုကျွန်တော်ရွှေ့လိုက်မယ် Rebook ကိုနှိမ့်လိုက်ပြီဆိုလို့ရှိရင်ကျွန်တော်ကဖုန်းလေးရဲ့ power ခဏပိတ်သွားမယ်ဗောနောပိတ်ပြန်ပွင့်လာပြီဆိုလို့ရှိရင်ကျွန်တော်က memory ကျွန်တော်ထဲမှာဆို 8GB ရှိရအဲ့တော့ 8GB တိုးလိုက်လို့ရှိရင်ကျွန်တော် 16GB ဖြစ်သွားမယ်ဗောနောအဲ့တော့ကျွန်တော်ကတော့ကျွန်တော်ဖုန်းကို memory တိုးမယ်ဗောနော 8GB 8GB တိုးမယ်အဲ့လိုမျိုးတိုးတဲ့ခါကျရင်ကိုယ့်ရဲ့ဖုန်းကပို့ပြီးတော့ပေါ်ပါသွားမယ် video file နဲ့အများကြီးလည်းအသုံးပြုလို့ရတဲ့လူတိုင်းအတွက်အရန်ကိုအဆင်ပြေပါတယ်လောက်ကြည့်ပါကျွန်တော်က reboot လေးကိုနှိမ့်လိုက်မယ် power ပိတ်သွားမှာဖြစ်ပါတယ် ကျွန်တော်တို့ report ကိုနှိပ်တဲ့ချိန်မှာဖုန်းရဲ့ power ခဏပိတ်သွားတာကိုမစိုးရိမ်ပါနဲ့ပြီးလို့ရှိရင်ကျွန်တော်တို့ power ပြန်ပွင့်လာမယ် power ပြန်ပွင့်ပြီလို့ရှိရင် password ဖွင့်ပြီးဝင်လို့ရှိရင်ဒီလိုမျိုးလေး HGB ကိုကျွန်တော်တို့ပြောင်းသွားမှာဖြစ်ပါတယ်အားလုံးကိုလည်းကျေးဇူးတင်ပါတယ်